မိုင်ပီယာကာရာအိုကေနဲ့ပေါ့နော်ဒီဖုန်းတွေတက်ဘလက်တွေကနေတချင်းရှာဖို့အတွက် i Android အတွက်ကတော့ application ရှိပါတယ်သို့တော့ဟို iPhone iPad တွေခြိုင်တဲ့ user တွေအတွက်လည်းသုံးလို့မရဘူးလားဆိုတော့ကိုကျွန်တော်သုံးလို့ရတယ်ဆိုတဲ့အကြောင်းလေးဒီ video လေးနဲ့ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတာလေးကျွန်တော်ပြောပြပါမယ်အဓိကကကျွန်တော်မှာတော့တကယ်တမ်းညရဲ့ iPhone iPad တွေနဲ့ကျွန်တော်ဆန်းပြချင်တာပေါ့ဗျာကျွန်တော်မှာတော့ iPhone iPad တွေမရှိတော့ဒီလို simulator လေးနဲ့ပဲကျွန်တော်ဆန်းပြမယ်ဗျအဲ့တော့ ပထမဆုံး main player ကျွန်တော်ဒီမှာဖွင့်ထားတယ်။သူ့ရဲ့ address က QR ပေါ်နေမှာပေါ့နော်။ကျွန်တော်ကတော့ QR ဖြောက်ထားတာထားရပေါ့။သူ့ရဲ့ address ကဘာမှမသိဘူးပေါ့။သူ့ရဲ့ address ကဘာမှမသိဘူး။အဲ့တော့ကျွန်တော်တို့ကဒီ screen လေးဟို full screen ဖြစ်နေတဲ့ screen လေးကျင်းလိုက်ပေါ့နော်။အဲ့လိုမဟုတ်ဆိုလဲကျွန်မ local server menu ပြီးရင် show server address ပေါ့နော်။ show server address တစ်ချက်နှိပ်လိုက်မယ်။ဒါဆိုရင်ဒီ main player ရဲ့ address ကိုဒီမှာမြင်ရမယ်ပေါ့နော်။ဟုတ်ပြီ။ကျွန်တော်တို့ကဒီ iPhone နဲ့ iPad တွေကနေဘယ်လိုမျိုးတွားရမလဲဆိုရင် ိုပရမတ်ဆင်နေနဲ့ကျွန်တော်တို့ကဒီဟို browser ပေါ့နော် web browser ဟို safari ပဲဖြစ်ဖြစ် chrome ပဲဖြစ်ဖြစ်အဲ့ရနေတော်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့ကအခု loader safari ဖွင့်လိုက်မယ် loader ဒီမှာပေါ့နော်တစ်ချက် home မှာဘာကျွန်တော်မန်ပီယာနဲ့ပတ်သက်တာဘာမှမရှိဘူးနော်ကျွန်တော်တစ်ချက်ပြပေးမယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီမှာ safari ဖွင့်လိုက်မယ်အဲ့တော့ကျွန်တော်ဒီမှာပေါ့ဟောဒါကကျွန်တော်ခုနဆန်းတာလို့တန်းတော်ပွင့်နေပြီဒီအောင်မေးလိုက်ပါတော့ကျွန်တော်နောက်ထပ် ာဗာရမိတ်အဲဒီဟာဒီဟာဖြစ်လိုက်မှာပေါ့နော်ဟုတ်လားအဲအစ်တဒီဟာရောက်လာပြီပေါ့နော်ဝေးအဲ့တော့ကျွန်တော်တို့ကဒီမှာကျွန်တော်ဒီ address လေးပေါ့နော်ဒီ address ဒီကျွန်တော်တို့ကဒီမှာ set နေရ URL ဘာလေးမှာကျွန်တော်တို့ကဒီရိုင်းလေးရိုက်ရမှာ share http colon slash slash ပြီးရင်ဒီမှာဒါကျွန်တော်အရင်ရိုက်ထားလို့ပေါ့နော်19192 .168.100.4 ပြီးရင် colon 8291ဟုတ်ပြီ8291ဘာကြောင့်ဖြစ်လဲဆိုတော့ကျွန်တော်တစ်ခါလေးရှင်းပြမှာဗျလက်ရှိဒီ port ကကျွန်တော်တို့ remote ဒီ main player ဖွင့်ထားတဲ့ server port ကျွန်တော်တို့ကအဲ့ port ကို200ပေါင်းလိုက်တော့8291ဖြစ်သွားတယ်ပေါ့နော်ဒီ8091ကပြောင်းလဲလို့ရတဲ့အတွက်ကြောင့်ပေါ့နော်အဲ့တော့ဟိုကိုဘလို့ပဲပြောင်းပြောင်းဒီ port number ကို200ပေါင်းပေါ့အဲ့ဒါဆိုရင်8291ဖြစ်မယ်အဲ့တော့ဒီ web browser ကနေဒီ remote app နေရာကိုရောက်မယ်ပေါ့နော်ဟုတ်ပြီဒီအပေါ်ကဒီရှေ့က address ဒီဒီမှာသူ့ server ဖွင့်လာတဲ့ဒီ address ဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ဒီဟာလေးပြီးရင် IP address ရိုက်တယ်ပြီးရင် colon လေးခံပြီးတော့ဒီသူ့ရဲ့ port number ကို200ပေါင်းလိုက်တော့8291ဖြစ်မယ်ဒီဟာလေးရိုက်တယ်ပေါ့နော်ရှေ့က http colon နဲ့သွားတယ်အဲ့တော့ကျွန်တော်ကဒီမှာ enter လေးနှိပ်လိုက်တယ် okay ဒါဆိုရင် remote နေရာရောက်သွားပြီဟုတ်ပြီဒီအထိရပြီတခြင်းနေလဲရှာလို့ရပြီဒါဆိုဒီဟာလေးပြိတ်လိုက်မယ် လက်ရှိဟိုဒီအနေထားရပြီဟေးဆိုရင်ကျွန်တော်တို့ကဒီမှာဒီဒီဟာလေးပေါ့နော်ဟိုကျွန်တော်ဒီလက်ရှိ address ပေါ့ခုနပြန်ပြောရရင် show server address လက်ရှိဒီ address ပေါ့နော်ဒီ192.168.100.40 40ပေါ့နော်40 address မပြောင်းမချင်းကျွန်တော်တို့ကဒီ home shortcut လေးထားမယ်ပေါ့နော် add to home sequence မှာကျွန်တော်ဒီဟာလေးနှိပ်မယ် ပြီးရင်ကျွန်တော်တို့ဒီမှာ add to home screen ဆိုတဲ့အပောင်းလေးကိုကျွန်တော်နှိပ်လိုက်မယ်။ဟုတ်ကဲ့ဒါလေးဒီ address ပေါ့နော်။အဓိကဒီ IP ပြောင်းသွားရင်တော့ဒီကလောလောမြောလောဆယ်ဒီဟာလေးနှိပ်ပြီးတော့ add လို့နှိပ်လိုက်တာနဲ့ကျွန်တော်တို့ကဒါဆိုပြီးသွားပြီ။ဒီမှာနော်။ဒီမှာ myria angle နဲ့ app တခုလိုပုံစံလေးကျွန်တော်ဒီမှာမြင်ရမယ်။အဲ့တော့ကျွန်တော်တို့ဟုတ်ပြီဒီဟာကိုဖိတ်လိုက်မယ်။အဲ့တော့ကိုအိမ်နဲ့ကိုအိမ်နဲ့ကိုဟိုက IB ကမပြောင်းအဲ့တော့ဒါလေးနှိပ်လိုက်ရအောင်ပဲအကယ်၍ IB ပြောင်းသွားရင်တော့ခုနကအတိုင်း manual ပြန်ဝင်ရမှာပေါ့နော်ဒါလေးတော့နည်းနည်းခက်ခဲရှိတာပေါ့ဟိုကျူအားစကန်ဖတ်လို့မရတာတွေဒါလေးပါပဲကျန်တာတော့အားလုံးသုံးလို့ရတယ်အဲ့တော့ဒီမှာ remote လေးကိုဖွင့်လိုက်မယ်ဒါပဲ full screen အပြည့်နဲ့ဒီလိုနေရမယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီနေရာမှာအစချိန်လေးတော့ဝင်ပေးရမယ်အဲ့တော့ကျွန်တော်တို့ကဒီမှာ player ဖွင့်တယ် google server show server address ဒါကမသိရင် ီ main player ကိုဘယ်လိုဆက်သွယ်ရမလဲဆိုတာလေးဒီကနေနှိမ့်ရတယ်ပေါ့နော်အဲ့တော့ခုနအတိုင်းဒီတိုင်းရိုက်မယ်အဲ့တော့ကျွန်တော်တို့ကဒီ QR မရတဲ့အတွက် web browser ဖြစ်တဲ့အတွက် QR မရဘူးအဲ့တော့ကျွန်တော်က manually သွားမယ်အပေါင်းနှိမ့်မယ်အနီကကိုရိုက်တာပြီးလို့ရတယ်အဲ့တော့ကျွန်တော်တို့က home wifi ပေါ့နော် a wifi ကိုချိန်တယ်ဆို home wifi ပြီးရင်ဆက်က wifi ကိုချိန်ရင် mbia ap ပေါ့ကိုကြိုက်တာပြီးပေါ့နော်ပြီးရင်အောက်က mbia ဒီ ီ error DIM ဖြစ်ပါတယ်192.168.100.40 .အောက်ကပို့သွားဒီတိုင်းပဲဒါဆိုရင် save လုပ်လိုက်ပြီပြီးရင်ကျွန်တော်တို့ကဒီမှာ menu လေးကိုနှိပ်ပြီးတော့ connect လုပ်လိုက်တာနဲ့ကျွန်တော်တို့ကကွန်နက်ရှင်အဆင့်အောင်မြင်ပါတယ်အားလုံးအကုန်သုံးလို့ရပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာ search ကိုနှိပ်မယ်ပြီးရင်လောဆယ်တခြားဟာတွေကတော့အသုံးပြုလို့မရပါဘူးနော်ကျွန်တော် test ကနေကျွန်တော်သွားပြီးမယ်ဟုတ်နော်အဲ့တော့ကျွန်တော်တို့ကဒီမှာအဲ ထောက်ဒီပုတ်ကလေးနောင်းပေါ့နော်ကလေးနောင်းဆိုပြီးကျွန်တော်ကလေးလိုက်မယ်ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့အဲဒီလိုလဲဟုတ်ပြီနော်ဒီဟာဆိုပလေးလို့ရပြီပေါ့ကျွန်တော်ဟိုမှာဖြစ်တဲ့ကျွန်တော်အတန်လေးနည်းနည်းဖွင့်လိုက်မှာနည်းနည်းကြည့်လိုက်ပါဦးနော်ဟော connection ကကွန်နက်ပြီးရင်ကျွန်တော်ဒီမှာ home နေရာလေးပြန်သွားမှာပေါ့နော်ပြီးရင်အခုဒီမှာ စူဇန်ဖြောက်မယ်ဆိုရင်ဒါလေးနှိမ့်လိုက်မယ်ဟုတ်ပြီနော်ဒါဆိုရင်စူဇန်မောပြန်ဖော်ခြင်းဒါလေးနှိမ့်လိုက်ရုံပဲအားလုံးအကုန်လုံးဖြစ်တယ်ဗောနော်ဟုတ်ဟိုအကုန်လုံးအသုံးပြုလို့ရပါတယ်ကျွန်တော်တို့ဟို application ထုတ်မော်ကြတော့ဒီနှစ်စင်ကြီးဟို99ဒေါ်လာဆိုတော့လေဟိုအဲ့ဒီအတွက်လဲစဉ်းစားရတာရယ်သူမဟုတ်ကျွန်တော်တို့ဒီကနေဝင်ရတာလဲခက်တဲ့အတွက်ကြောင့်လက်ရှိလက်တလောဒီလိုလင်းနေပဲအဆင်ပြေနေတယ်ဗောနော်အဲ့ဒါလေးကိုဒီလိုတင်ပြတာပါသူတို့ နေရာတစ်ခုပြောချင်ပါတယ်ကျွန်တော်တို့ဒီမှာဟို web browser တော်တဲ့တချို့ apk လို့တော့သူက full version တော့မရဘူးဗျ။ဗာလေးတွေမရဘူးဆိုတော့ဒီ tv mode တွေသုံးမရဘူး။အဲ့ဒါမျိုးပေါ့နော်။ဒီ tv mode တွေမရဘူး။ local play တော့ရမလားမသိဘူး။ကျွန်တော်တစ်ချက်ဆန်းပြပေးမယ်။ဒီပုံကိုကျွန်တော်ဒီမှာဖွင့်ကြည့်ရမှာပေါ့နော်။မရဘူးပေါ့နော်။အဲ့ဒါကဟို password မှားနေလို့လည်းဖြစ်ကောင်းဖြစ်မယ်ကျွန်တော်ဒီမှာတခါတည်းတစ်လက်စာတည်းဆန်းပြလိုက်ပါမယ်။ ဒီ remote လည်း on ထားတာပေါ့နော် permission တစ်ချက်ကြည့်လိုက်မယ်တင်းတော့ဟုတ်ပြီတတနေ့နေ့3 3 4 4 5 5 okay အဲ့တော့ကျွန်တော်ဒီမှာ close ချက်လုပ်လိုက်မယ်ရမရလေးတစ်ချက်ကြည့်တာပေါ့နော် setting တတနေ့3 3 4 4 5 5 show ပေါ့တတနေ့နေ့3 3 5 5 ုံလုံးလေးလေးငငโอเคအပြီးရင်ကျွန်တော်စိလိုက်မှာပေါ့နော်ဘာနဲ့ပြတ်ထွက်မယ်ခုနကကျွန်တော်တို့ဒီမှာ test မရဘူးနော်ဟိုအဲ့လိုလေးကန့်သက်ချက်တော့ရှိတယ်ဗျာနော်ဟိုဖူပါရှင်ဒါလေးတွေပဲတုံးလို့မရပါဘူးကျန်တာတွေအကုန်လုံးကသချင်းရှာ play ball အကုန်ဖွင့်အကုန်လုပ်လို့ရပါတယ်ဒီမှာ search ပေါ့နော်ကျွန်တော်ဒီမှာ အဲမြန်မာတချင်းများနေရာတော်လိုက်မယ်ဆိုတော်တွေရှိတဲ့ database လာမသိဟုတ်တယ်မဟုတ်တော့ filter အကုန်လုံးအဆိုတော်တွေအကုန်ရှိတယ်အဲဒီနေရာမှာတက်လက်စာတွေဒီလို6ခုပဲပြထားတာလဲဒါကကျွန်တော် default အနေနဲ့ပြထားတာပေါ့နော်ကျွန်တော်ဒီ setting ကိုလည်းကျွန်တော်တို့ကဒီမှာပြင်လို့ရတယ်ကိုယ့်ရဲ့ set မြင်မြင်တယ်လို့ပေါ့နော်ဒီ nine nine တို့အဓိကဒီနေရာလေးပေါ့ကျွန်တော်ဟုတ်30လောက်ပြီးလိုက်မယ်ပေါ့ပြီးရင်စိတ်လိုက်မယ်ဒါပဲကိုယ့်ဒီက result များရများတယ်လို့နည်းနည်းတော့ကြာတတ်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်တို့က default အနေနဲ့ set ကိုဆိုပြီးတော့ကျွန်တော်တို့ကထားပြီးထားတာပါအဲ့တော့ကျွန်တော်အခုဒီမှာညမတစ်ချက်များကိုကျွန်တော်တွားလိုက်မယ်ဟုတ်ပြီနော်ဒီမှာအခုဒီမှာကြည့်ဆယ်ဘောလောက်ပြပါပြီအဲ့တော့ခုနအဆိုလို list ကိုလည်းကြည့်ဟုတ်နော်ဆယ်ယောက်အဲ့အဲ့ဒါမျိုးလေးပေါ့နော်ဟုတ်အားလုံးကျေးဇူးတင်ပါတယ်